ညဘောရောင်းမင်္ဂလာပါ Football News ရဲ့ Podcast စီးရီးအနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ခုပြုလုပ်ပေးမယ့်အစီအစဉ်ကတော့ဒါခုတရှိဒါ Premier League ရှင်မြစ်ထပ်မှာဆိုရင်ဒါတန်ဘယ်ပြောမလဲဆင်ရှင်လေးပြောင်းရွှေ့ခြင်းနဲ့ကျွန်တော်တို့တကယ်ကိုပြောင်းရွှေ့လာရင်ကစားသမားကြီးအများကြီးရှိရပါတော့။အဓိကအဖြစ်ဆိုရင်တော့ဒီ Liverpool မှာဆိုရင် Florian Wirtz တို့ဒါပြင် Alexandre Isak တို့ဒါ Alexandre Isak နဲ့ Florian Wirtz နှစ်ယောက်နဲ့တင်မယ်တကယ်ကို Liverpool ကဟိုကျွန်တော် break the record လုပ်ခဲ့တာ။ပထမဆုံးနဲ့ Florian Wirtz ကိုသူတို့ရဲ့ club record ကျွန်တော်တို့တကယ်ကိုစနေကြောင်းချူကြီးနဲ့ခေါ်ယူနိုင်ခဲ့တယ်အဲ့ဒါပြီးရဲ့နေထားတစ်ခုမှာ international ဒီပြောရမယ်ဆိုရင်ဒီကျွန်တော် transfer window မပိတ်ခင်မှာဟိုကျွန်တော် Alexander Isak ကိုခေါ်ယူနိုင်ခဲ့တယ်ဆိုတော့ Alexander Isak ကိုလည်းဒါတကယ်ကို break the record ပဲတကယ်ကိုကြည့်တင်ရဲ့စနေကြောင်းချူကြီးကိုခေါ်ခဲ့တယ်ဒါပေမဲ့ဒီကစားသမားရေပေါ့နော်ဒါအပြင်ကျွန်တော်တို့ဒါကျွန်တော်တို့ဒါ United မှာဆိုရင်လည်းအဲကျွန်တော်တို့ဒါ Matias Cunha တို့ဒါပထမဆုံးခေါ်ပြတဲ့ကစားသမား ဒါပြီး Benjamin Shesko ပေါ့ဒါပြင် Arsenal ဆိုရင်ကျွန်တော် Yogres ဆိုပေါ့ခေါ်ခဲ့တယ်ဆိုတော့ဒီမျိုးကစားသမားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်မယ်ပေါ့အဓိကတော့ကျွန်တော်တို့ဒီထက်ပိုပြီးတော့လောက်ပြလို့ရမယ်ကစားသမားတွေပေါ့နော်ဟိုကျွန်တော်ပြောရမယ်ဆိုပိုပြီးတော့ hike ခဲ့ကြတယ်ပြည်သက်တွေကြားထဲမှာဆိုရင်တော်တော်လေးဟို hit ထားခဲ့ကြတယ်ဒီကစားသမားရောက်လာပြီဆိုရင်ဟိုတကယ်ကိုဒီကြပေါ့ဒီအသင်းကြီးရောပြောရမယ်ဆိုအောင်ရိုးတစ်ခုတော့မဟုတ်ကျွန်တော် goal ပေါ့ပတ်သက်မှုတွေကတောက်ချဆိုဆိုမြင်တွေ့ရမယ်လို့ယူဆထားကြပြီမြင် ကုလရှိချိန်မှာတော့ဒါမှဲချက်နဲ့ပြန်တော့တိတ်မကြိုက်ဘူးလို့ကျွန်တော်ဆိုရမှာဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကကုကြိုကြီးရဲ့ဒါဆွေးနွေးသုံးသပ်ကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြက်သက်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လုပ်ပေးနေပြီးအားပေးကြရဖို့တောင်းဆိုချင်ပါတယ်။ channel လေးကို subscribe လုပ်ရသေးဘူးဆိုတော့ subscribe လုပ်ပြီးအားပေးကြရမှာတောင်းဆိုချင်ပါတယ်။ဆိုတော့ပထမအဦးဆုံးဒါတယောက်နဲ့ပဲစရမယ်ဆိုတော့ကျွန်တော်တို့ဒါ foreign first ပေါ့ဟိုပြိတ္တတီတော်များများ throw ကြတဲ့ကစားသမားပေါ့နော်007ခုဆို009ဆိုတော့မသိပါဘူးပြောနေကြတယ်ဆိုတော့ကို ဘိုးပေါင်တတ်မှုကပရရှိချိန်မှာဆိုရင် Florian Vest နဲ့တိတ်ပြီးဟိုလုံးဝကိုမတွေ့ခဲ့ရအောင်ဆိုတော့ဒါ Fantasy Soul ရဲ့ညီကိုကြီးဆိုရင်လည်းဒါတိတိတ်မယ်ဒီ Florian Vest နဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးဟိုမှာအားမရတဲ့နေထိုင်လို့အဓိကအဖြစ်ဆိုရင် Liverpool ပိတ်တဲ့ညီကိုဆိုပို့ပြီးတော့ပရရှိချိန်မှာဆိုရင်ဟိုပို့ပြီးအားမရတဲ့ဖြစ်နေတယ်ဟောပရရှိချိန်မှာဆိုတော့ဒါမိနစ်အားဖြင့်486မိနစ်လောက်စော့ပြီးပြီပေါ့ဒါ Florian Vest နေကတော့ပရရှိချိန်မှာ မျိုး number 7ကျွန်တော်တို့ဒါ Chelsea ရထားတယ်။ Germany မှာဆိုရင်ပြောရမှာဆိုရင်တကယ်ကိုမှလေဟိုပြော Florian Wirtz ရဲ့လောကောင်းတော့တော်တော်လေးကိုကောင်းမွန်ခဲ့တာ။နောက်ခုလက်ချီဒါပြောမှာဆိုရင် Liverpool ကိုရောက်တဲ့ချိန်မှာတော့တော်တော်လေးဒါခုလက်ချီမှာ6ဝက်တော့ကစားပြီးတော့ကိုးပေါ့မပတ်သက်မှုမရှိခင်ဆိုတော့ဒီလိုမျိုးຢာဒီ Florian Wirtz တော်တော်လေးကိုမှကျွန်တော်တို့တော်တော်လေးဟိုပြောရမယ်ဆိုရင်ဝေဘန်နဲ့မြင့်တက်စီရပေါ့အဓိကအပြင်ဆိုတော့ပို့ပြီးတော့ဖလော့သွားရည်လားဆိုပြီးတော့တော်တော်များများလေးဒါ ရရှိချင်းမှာဆိုကွန်တက်နေပါတယ်ညီကိုတွေ့သိမ့်မယ်ဗျာဒါဘိုင်းလီဗာပူးဆင်တော့ဆိုရင်တော့အတုံးလောက်ခံရရဆိုရင်ဒါ45ဝဲလောက်ဆော့ပြီးဘုံပေါင်တပ်ဖူကပြောမယ်ဆိုရင်အလုံး30လောက်ရှိခဲ့တယ်16ဂိုးသွင်းတာလို့စတေးစတေးကိုအဆစ်တူဒီလိုမျိုးဒါအပြင်ကမှပြီးခဲ့တဲ့ပြီးခဲ့တဲ့ရာသီရဲ့ပိုင်းချမှာဆိုတော့ကျွန်တော်18ကိုအတွင်းလာတော့19ကိုဂူပောင်ပတ်တမှုလို့ခုလေးချိန်မှာ10ပွဲလောက်ထိစော့ပြီးတည်တိုင်အောင်မှာ Florian Vets ကလောလောဆယ်က performance ဆိုခုလေးချိန်မှာပြသနိုင်တယ်ဆိုတော့ဒါဒီမှန်တိုင်းပြောရမယ်ဆိုရင်တော့ Florian Vets တော်တော်လေးပုံမှာသူ့အတွက် pressure လည်းများတယ်လို့တစ်ဖက်ကျော် Liverpool ရဲ့ကျော်ကစားဟန်နဲ့ရှင်ရမယ်ဆိုရင်ကျော်ပြောရမယ်ဆို Forrest ကိုဟိုတော်တော်လေး pressure များစီလေအရာတစ်ခုကိုကျော်မြင်တွေ့ရမှာနော်ဒါဒါရင်းနဲ့ပတ်သက်ပြီးကျွန်တော်ကကိုကျော်ရဲ့ဆွေးနွေးသုံးသပ်ကြည့်ပါဦးဆို Forrest ကိုညီကိုဘယ်လိုထင်ကြရလဲပေါ့ဆိုတော့ကျွန်တော်တို့ပုံမှန်အဖြစ်ဆိုရင်ဒီကျွန်တော်တို့ဒီလွန်ခဲ့တဲ့200ဒီလောက်ကဆိုရင်ဟို United နဲ့ဒါ Forrest ဘယ်လိုမျိုး United ကလိုက်တယ်ဆိုတဲ့ပုံစံမျိုးကတည်င်းနေတောင်မှကျွန်တော်တို့ဒါတက်ခဲ့တာဗျာကျွန်တော်ဟိုပြောမှဆိုရင် ဟိုဘလုံးချစ်ပြည့်တဲ့ညီကိုရင်းနေနဲ့ဆိုနေဒါ Florian Vest ကိုကစားသမားမျိုးကိုကိုယ့်အသင်းကိုရောက်စီခြင်းညာအမှန်ပဲဒါပေမဲ့ Liverpool ကိုရောက်ရှိသွားတဲ့အခါမှာ Liverpool ဒီလုံးဝကို I'm sorry ဘောဖြစ်မဲ့ဆိုတဲ့ပုံစံမျိုးထီအောင်မှာကျွန်တော်အားလုံးက high ခဲ့ကြဒါပေမဲ့ခုလက်ရှိချိန်မှာ Florian Vest ကလည်းဒါအဲ့လိုမျိုးလောက်လောက်ငါ performance ကမပြတ်တတ်နိုင်ဘူးဒါပြီးခဲ့တဲ့ဒီ Germany မှာဆိုရင်ဒါသူအကောင်းဆုံးလက်ရေးစင်ကစားသမားအနေနဲ့ရွေးချယ်ခံရတဲ့အထင်တယ်ဆိုတော့ဒီလိုမျိုးပုံစံထီမှာဟိုရွေးချယ်ခံရတဲ့ကစားသမားခုလက်ရှိ Premier League စနစ်ထဲမှာတော့ ဟိုကျွန်တော်တော်တော်လေးရုံးကန်နေရအောင်ညီတွေ့ရနော်ဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ကိုကျော်ကြီးဆွေးနွေးကြည့်မှာဆိုတော့ကိုကျော်ကြီးအနေနဲ့ Florian Vest ပတ်သက်ပြီးလဲနည်းနည်းဆွေးနွေးတော့နေပြီးပါအောင်မြင်ဒါ Florian Vest ပတ်သက်ပြီးပြောရလို့ရှိရင်ကျွန်တော်ကတော့ခေါင်းထဲဝင်လာတာကတော့အိနေရုံနံပါတ်10ဆိုတဲ့ကိစ္စကခေါင်းထဲဝင်လာတယ်ရှိသေးတယ်သူကအရန်ကောင်းခဲ့တဲ့ဒီဘာဒီဒီလေးပါးကိစ္စမှာအများကောင်းခဲ့တဲ့ပုံစံက343ရဲ့အကွက်နဲ့ဒီ342ကအကွက်နဲ့ဒီနေရုံနံပါတ်10ပုံစံမှာသူကပင်ချမ်းပူချင်းရဲ့ အဲဒီပုံစံလေးနဲ့သူပစားလာမှာတော်လေးကောင်းတယ်ဘယ်ချက်ပိုရင်းလဲဆိုတော့သူကတော့ပိုနေတာတော့ဆန်ဆွဲစုံမှာပဲပိုပြီးနေခဲ့တာများတာနောက်ပြီးတော့ဒုတိယချက်အနေနဲ့ကျွန်တော်ဒါ Florida Bus နဲ့ပတ်သက်ပြီးတော့သတိထားပေးရတာသူ့ကို Star Power မပေးလို့ရှိရင်တိတ်ပြီးတော့ခြေစုံမပြနိုင်တာလားလို့ကျွန်တော်နည်းနည်းလေးတန်တရားချက်မိတယ်ဒါပေမဲ့အဲ့ဒါကလည်းတကယ်လည်းဟုတ်ကျွန်တော်ကျွန်တော်ကတန်တရားဖြစ်တယ်လို့ဟုတ်ချင်ပါလေဟုတ်မှာပေါ့နော်ဒါကြောင့်ကျွန်တော်အဲ့လိုမျိုးတန်တရားဖြစ်လဲဆိုတော့ဒီဘက်ကူစင်မှာကသူ့ကတော့ စူပါစတာလူငယ်စူပါစတာတို့လုံးဝပူပုတ်ထားတာဂျာဗီလိုဆိုတာသူ့ကိုတဲပြီးကစားတာအခုရေရွှေဆက်မှာတော့ဂျာဗီလိုဆိုတာဒီဘာပေရိုဘာပေကိုတဲကစားတယ်ဘာညာဆိုပေမဲ့လေသူ့ရဲ့အိကစားကွက်မှာအဓိကအဆုံးတော်ခံနေရတဲ့ကစားသမားကတော့အာဒါဂူလာပေါ့နော်ဂျာဗီလိုဆိုတာနံပါတ်1ရိုးနေရာမှာအာဒါဂူလာကိုပြချသုံးနေတယ်အာဒါဂူလာကိုသူကဟိုဒီအန်ခါမန်း ုံစံတွေတခါတလေ၃နာရီလည်းရှိခဲ့အဲချုပ်ပွဲစဉ်တော့ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ဒီလိုပေါ့ဂျာဗီယလိုဆိုတာသူကစားခွက်မှာအဲ့လိုနံပါတ်10ရိုးပုံစံကစားနိုင်တယ်အန်ခါမန်ပုံစံကစားနိုင်တယ်ကစားသမားတွေကိုသူကတအားတွေကိုဦးစားပေးပါစားပေးခဲ့တယ်လို့ကျွန်တော်ကတော့ကစားခွက်ထဲမှာပါစားပေးတာပေါ့ဗျာတည်မလားဟိုလိုမျိုးဗျာအတင်းအပြစ်ပမှာအဲအရင်ဟိုထူးထူးထူးခြားပြီးဆက်ဆံနေရအောင်ကျွန်တော်ပြောချင်တာမဟုတ်ဘူးကစားခွက်ထဲမှာဒီကစားသမားတွေကိုကစားရလွယ်ကူအောင်သူ့အနေနဲ့ကစားခွက်ကိုစဉ်းစားရညမှာသူတို့တွေကိုစပြီးစဉ်းစားရတယ်ကျွန်တော်တို့ချိန်ဦးစီးတယ် အာနစ်လော့ကျတော့အဲ့လိုတော့မဟုတ်ဘူးဗျာအာနစ်လော့ရဲ့ကစားဒီစဉ်းစားတဲ့ပုံစံကသူကအာဒီကစားကွက်မှာဒီကစားကွက်မှာ Florian Verse ကိုတည်ပြီးစဉ်းစားရဲဆိုတာအရင်ရှိပြီးသား Wayne ကစားသမားဖြစ်တဲ့အာ Wayne ကစားသမားဖြစ်တဲ့ဒီ Mohamed Salah Mohamed Salah ကိုသူတည်ပြီးတော့စဉ်းစားတဲ့ပုံစံရှိတယ်လို့ကျွန်တော်ကတော့တွင်းပြီးရဲဘာကြောင့်လဲဆိုတော့ Mohamed Salah ကိုလည်းအရှိဒါ Jurgen Klopp ကလည်းတည်ပြီးတော့အဲ့လိုစဉ်းစားပြီးကစားခဲ့ပုံစံနေ ဒီဂျန်ရဲ့ဂန်ဂန်ပရက်ဇင်နေဒီတွားတဲ့အချိန်ဒီမှာဆိုလို့ရှိရင်တော့မှာမိုဟာမက်ဆာလာကိုအရင်ပရက်ဇင်မလိုက်ခိုင်းတဲ့ပုံစံရှိခဲ့တယ်လို့အခုဆိုလဲဒါဆာလာအသက်ရတခုရောက်တဲ့အချိန်မှာအန်နစ်လော့ကလည်းဒါဆာလာကိုအသိပြီးတော့ဟိုအနောက်ကိုပြန်ဆင်းလိုက်တဲ့ပုံစံတွေရှိရပေါ့လားဘာကြောင့်လဲဆိုတော့သူ့ရဲ့တိုက်စစ်ကစွမ်းဆောင်ရည်ကိုပို့ပြီးအဆုံးချချင်တဲ့အတွက်ကြောင့်မလို့ဒီဆာလာကိုပို့ပြီးစဉ်းစားရပေါ့အဲ့ညမှာဘာဖြစ်လဲဆိုတော့ Florian Bus ကိုသူကထည့်ပြီးတော့အဲ့လိုကိုသူကမစဉ်းစားတဲ့အတွက်ကြောင့်မလို့ Florian Bus ရဲ့အနေနဲ့သူက star power မရှိဘူးသူ့ကို အပေါ်ပြီးလွတ်လပ်စွာကစားသိဖို့အတွက်မစင်စားစင်စားဖို့အတွက်ဗျာဟိုတခြားနေရာတခြားသူတွေကိုသူ့ထက်ပုံပြီးဦးစားပေးထားတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အခုလိုမျိုးခြေစောင်းမပြနိုင်တာလို့လည်းကျွန်တော်လည်းတန်တရားဖြစ်မိတယ်။ဒါပေမဲ့နောက်တစ်ခုကတော့ကျွန်တော်ဂိုးလက်ပါ။ဆရာသမားကဘာဖြစ်လဲဆိုတော့သူကလီဗာပူးစင်မှာဆက်စားလို့ရှိရင်အရှိမပိုရောက်နေတာတဲ့အနောက်ကိုပိုရောက်တယ်ဗျာ။သူကွင်းထဲမှာသူကစားလို့ရှိရင်အနောက်ကိုပဲအများကြီးဆင်းဆင်းပြီးတော့ဘောလုံးယူပေးရတဲ့ပုံစံလေးကျွန်တော်တောက်ချောက်တွေ့ခဲ့ရတယ်။ သူရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်တောက်လျှောက်လေဘောက်ပွဲကြီးရဲ့နေရာမှာကျွန်တော်အကြိုက်ဆုံးဟို moment တွေကတော့အာဒီ Crystal Palace နဲ့ Community Time ပွဲစဉ်က moment လေးတွေကိုမှာဒါ Hugo Agüero နဲ့တွဲကစားတဲ့ပုံစံလေးတော့ကျွန်တော်သဘောကျတယ်။ကျွန်တော်ကပထမတစ်ချက်အနေနဲ့သူ့ကိုအာဒီလိုမျိုးပါးစားပေးတဲ့အတွက်ကြောင့်မလို့ဟိုနည်းနည်းလေးသူ့အနေနဲ့ကစားရမချောင်လဲတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးကိုမရတာလို့ထင်တယ်။လူလူပြောပြတာဖြစ်သွားတာ price tag ကြာသိလား။ပေါင်သက်တရာ price tag က ရှိရတော့ကြောင့်မလို့သူ့ကိုတော်တော်လေးလိုမျိုးပြတာဖြစ်သွားတယ်။တတိယတစ်ချက်အနေဒုတိယတစ်ချက်ကတော့အဲ့ပေါင်သားတရား price ပဲ။တတိယတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဒါသူကူးကန့်ချီတာပေါ့။သူကိုသိဖို့အတွက်သူကဖန်တီးပေးရတဲ့နေရာကိုကန့်ချီရတဲ့ကြောင့်အခုလိုဖြစ်တာလို့ကျွန်တော်တို့ထင်တယ်ဗျ။ဒါပါပဲ။ဟုတ်ကဲ့ဗျ။ကျွန်တော်ဒီဒီဘူးတင်းနဲ့ဆက်ပြီးတော့ပဲကျွန်တော်ထပ်ပြီးဆွေးနွေးရမယ်ဆိုရင်တော့ကျွန်တော်နောက်ထပ်ကစားသမားအနေနဲ့ဆိုရင်တော့ဒါကျနအီဆက်ပေါ့နော်အီဆက်ဆိုရင်ကျွန်တော်တော်တော်လေးမျှော်လင့်ခဲ့တဲ့ကစားသမားလီဗာပူးနဲ့ဆိုရင်ဒါတော်တော်လေးနာမည်ကြီးတယ်ဒါအီဆက် ကိုဒါရယူဖို့အတွက်ဆိုဒီမှာဘူးတောင်းလျှောက်ဆိုလို့ကြိုးမဲ့တဲ့ညူကဆရာလေးနောက်ဆုံးတင်းခံထားရဲ့အဆုံးနောက်ဆုံးမရတော့ရဲ့အချိန်မှာတကယ်ကိုဗီတင်ရဲ့ဒီလိုဆယ်ချိန်တွေပြောင်းရွှေ့ခြင်းနဲ့အတူပြောင်းရွှေ့သွားခဲ့တယ်ဒါပေါင်တန်း150ဝန်းကျင်ရှိတဲ့ package နဲ့ပေါ့နော်ဆိုတော့ဒီလိုမျိုးဟာနဲ့ပြောင်းရွှေ့သွားခဲ့တယ်အလန်ဆာအီရှာကတော့ပြောမယ် Florian Vest နဲ့နည်းနည်းလေး꿰တယ်ဘာလို့ဒီလို꿰တယ်လို့ပြောမယ်ဆိုရင် Florian Vest ကကျော်ရာသီစားခဲ့တဲ့ရောက်တဲ့ကစားသမားဆိုတော့အဲ့ဒါကြောင့်ပို့ပြီးတော့သူ့အတွက်ကဒါကိုကျော်ကြီးသုံးသက်သွားရတဲ့မှာပေါ့ဗျာအဓိက price တက်တယ်ပါသလိုဒါသူ့ကိုတင်ပြီးကစားရဲပုံဟန်မဟုတ်တဲ့အနေအထားတစ်ခုမှာ ဖလော်ရီယာဗတ်စ်ကနည်းနည်းလေးချိုတော့ຢာနေမှာဆိုရင်သူ့အနေနဲ့ကျုံးကြံရရင်ရှိရယ်ရက်ဇလာအီဆက်ကနည်းနည်းကွဲရယ်ဆိုတော့ဘာလို့ပြောလဲဆိုတော့သူဒီကျွန်တော်တို့ပြောမှာဆို transfer window ဟိုကျွန်တော်ပိတ်ခင်ဒီမှာရောက်လာတဲ့ကစားသမား uninstall ဒီချက်ချင်းကျွန်တော်တို့ဒါရက်ဇလာအီဆက်ကိုချက်ချင်းတောင်းတာမဟုတ်ဘူးဒါပြီးခဲ့တဲ့ပြီးခဲ့တဲ့ຢာဒီမှာဆိုတော့ဒါဒါပေါ့ဒါညူကာဆယ်နဲ့ဆိုရင်ကျွန်တော်တောက်လျှောက်ဆိုတော့ twin goal ရေဆိုတော့ဒါ ိုဂိုးပေါင်ပတ်သက်မှုဆိုအများကြီးမြင်ခဲ့ရပြီးခဲ့တဲ့ပွဲညူကာဆင်မှာဆိုရင်ဒါကျွန်တော်28ဂိုးလောက်ထိကျွန်တော် twin ယူနိုင်ခဲ့တယ်6ဂိုး assist ဟိုညူကာဆင် united မှာဆိုရင်တော်တော်လေးကောင်းမွန်တဲ့ယာတီတစ်ခုကိုကလန်ဆန်နိုင်အီဆန်နေနဲ့ပိုက်ဆိုင်နိုင်ခဲ့တာပြောမဆိုရင်ဒါ hat trick တောင်မှဘယ်လိုပွဲလဲမသိဘူးညာဆိုတော့ပြီးခဲ့တဲ့ယာတီမှာဆိုရင်အဲ့လိုမျိုးပြခဲ့တဲ့ကစားသမားကခုတည်းရှိ liverpool မှာဆိုရင်နည်းနည်းလေးဒါ shaky မမဖြစ်တော့ဖြစ်နေပေါ့ဒါပေမဲ့အတုံးတော့မခံနိုင်လေဒါပါတယ်ပေါ့ပြီးခဲ့တဲ့ပွဲ Chelsea နဲ့ပွဲမှာတော့ assist ရခဲ့တယ်ဆိုပေမဲ့လည်း ပရီးမီးယားလိဂ်တွင်ကကိုလိပ်စီချိန်မှာတော့ကျွန်တော်တကူမှမရှိသေးဘူးဒါ EFL ဒါဆော်တာလန်နဲ့ပွဲမှာဆိုတော့တကူရရှိခဲ့တယ်ကိုလိပ်စီချိန်မှာဆိုရင်သူ့အနေနဲ့ဒါ၃ပွဲတော့ပဲဒါလီဗာပူးနဲ့ဒါပြောမှဆို၃လင်းပွဲပေါ့ဒါဖလော်မီယာဖန်ဆန်ရှိမှာဆိုရင်ပွဲကြီးကနည်းပါသေးတယ်သူ့ကိုစပြီးတော့ဖန်ဆန်ရဲ့၃နဲ့ပွဲဆိုရင်တော့မှကျွန်တော်၂ပွဲတော့ပဲရှိသေးရဆိုတော့ပြောဖို့တော့ခင်းနေရဆိုပေမဲ့ဟိုဘယ်လိုမျိုးပြောမလဲကျွန်တော်တို့တင်တော့တိုက်စစ်မှုတရားဖြစ်နေရဗျဒါဖလော်ဟိုဖလော်မီယာဗက်စ်လိုမျိုးထားပါလို့တခြား ကျွန်လိဂ်တခုကနေလာရဲ့ကစားသမားမဟုတ်ဘူး။ဒါပရီးမီးယားလိဂ်ကနေပြီးတော့တခြားပရီးမီးယားလိဂ်ကလပ်အသင်းကိုပြောင်းလဲသွားရဲဆိုတော့ပြောမှာဆိုပရီးမီးယားလိဂ်ကအသားကျပေးတဲ့ကစားသမားတယောက်အနေနဲ့ကတော့ဟိုအနည်းငယ်များတော့ကျွန်တော်ကိုပေါ့ပတ်သက်မှုမြင်ကျင်တော့ပေါ့နော်။ဆိုတော့ဒီလိုမျိုးဇောင်းနေတယ်ကျွန်တော်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်ရပါဆိုတော့ဒီဆက်ကတော့ပြောမှာဆိုရင်တော့ Florian Vest လိုမျိုးတော့ပွဲရင်မများသေးဘူး။ အဲအသားတိတ်မကြသေးတဲ့အကြောင်းမျိုးပဲကျွန်တော်တို့ခုတည်းရှိချိန်မှာတွင်းကိုရင်မြင်မြင်တေချာပေါက်ဒါပရီးမီးယားလိစင်မီတက်မှာတွင်းကိုရင်မြင်မြင်တွေးတေးရတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးကြည့်မယ်ဆိုတော့ကိုကျော်ကြီးတုံးသက်ပေးပါအောင်။အော်ကိုကြီးကျွန်တော်ဒါဒီအစ်ဆန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့အတူတုံးပဲပြောလို့ရမယ်ဗျ။ဘာကြောင့်ကျွန်တော်ပြောလဲဆိုတော့ Easter ရဲ့ဒီ new version မှာပြတဲ့ခြေစွမ်းကအခုတည်းကမပြောက်ွယ်သေးဘူးလို့ကျွန်တော်ကတော့ခံစားရတယ်။အဓိကကတော့သူ့အနေနဲ့ အာ adjust လုပ်နေရတဲ့အပိုင်းကတော့ environment ပါသူအနေနဲ့ဒါမတူညီတဲ့အသင်းတင်းကိုကြောင်းရွှေ့လိုက်ရတဲ့ပုံစံမှာမတူညီတဲ့ကစားသမားတွေရဲ့အထာတွေကိုနှက်အောင်သူ့အနေနဲ့ဖမ်းနေရတဲ့အကြောင်းမလို့ခဏတာတော့ကြုံကန်ရမယ်လို့ကျွန်တော်ထင်တယ်ဘူလောစဲဘိုးရီမင်းအသေးဦးဆိုမယ်ကျွန်တော်ထင်တယ်နောက်သုံးပွဲလောက်ဆက်ပြီးပုံမှန်နေဘိုးရီဆက်ရတော့မယ်လို့ကျွန်တော်ကတော့ခံစားရတယ်ကြောက်ခံစားချက်တစ်ခုတတ်တတ်နေတယ်ပြောတာပေါ့အချက်လက်တွေကြည့်ပဲဆိုလို့ရှိရင်သူရေလျားတဲ့ပုံစံတွေကဒါ ဒီအသင်းနဲ့ပြပြပြနဲ့အံဝင်လာဖို့အတွက်အလားလာကောင်းနေရှိနေတာကိုကျွန်တော်မြင်ရတယ်အဲဒါကြောင့်မို့လို့လက်စနာ e set တော့ကတော့ကျွန်တော်ကတော့ Florian Verse တော့မပြောတော့ဘဲနဲ့ကျွန်တော်ကတော့ရိုင်းစိုးရင်မရှိဘူးအဲ e set က e set ပုံစံနဲ့ဒါအောင်မထင်တယ်အဓိကကတော့ကျွန်တော်နည်းနည်းလေးစိုးရင်တာကတော့ဖြူကို architect ပေါ့သူ့နေရာပျောက်ဖို့တော့ကတော့ရံခါးတော့များပါတယ်ဒါပါပဲဟုတ်တယ်ဗျအဓိကကတော့ဖြူကို architect ကတော့ကျွန်တော်တို့ဒီ dam ထည့်ထားတာဘာလို့လဲဆိုတော့ကျွန်တော်တို့ မထင်မထားတဲ့အနေအထားတစ်ခုမှာတောက်လျှောက်ဆိုလို twin goal တွေဒါ proven player ဖြစ်နေအောင်ပေါ့နော်ဆိုတော့အဲဒါကြောင့်မလို့ quick quick attack ကတော့ဒီကစားသမိုင်းနဲ့ရှင်လီဗာပူးကကောင်းကျိုးပေးနေတယ်ကျွန်တော်ခုထင်တယ်ဆိုတော့ခက်နေတယ်ပဲသွားမယ်ဆိုရင်နောက်တစ်ယောက်ကတော့ဒါ007ပဲနောက်တစ်ယောက်ဖြစ်တဲ့ဒါ Matias Cunha ပေါ့ Cunha နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ငါပြီးခဲ့တဲ့ Wolverhampton နဲ့တုန်းကကျတော့အဓိကတော့ကစားဟန်ပေါ့နော်ခုတည်းရှိချိန်မှာကကျွန်တော်တို့ဒါနံပါတ်10ရိုးပုံစံမျိုးကိုကူညာနေတဲ့ဒါ United မှာဆော့ရရဲဆိုတော့အဲ့ဒါကြောင့်မလို့သူ့စီကိုဘောလုံးကတေချာပေါ့ကျွန်တော်တို့ဒါကူညာဖန်တီးမှု ဒီပဲတောက်လျှောက်ဆိုလို့ပြန်လုပ်ပေးရနေတာတခုပေါ့နော်ဆိုတော့ဒါအပြင်ကမှဒီ Wolverhampton နဲ့တုံးသွားဆိုရင်ကကျွန်တော်တို့ဒါ Matthias Cunha ကိုတည်ပြီးကစားတဲ့ကစားဆိုတော့အဲ့လိုကြောင့်မလို့ Cunha စီကိုဘောလုံးကတည်ချောင်းရောက်ကိုရောက်တယ်ဒါမှမဟုတ်ခုနှစ်ချီချိန်မှာက Cunha နဲ့ပတ်သက်နေဆိုရင်ကဒီ away ကနေပြီးတော့တောက်လျှောက်ဆိုဒီ Brentford နဲ့ကျွန်တော်ရှုံးသွားရဲ့ပွဲတုန်းကဆိုတော်တော်လေးပြဿနာတွေတော့ထွက်ကြတာညီကိုရအောင်မြင်တွေ့ရလိမ့်မယ်နော်ဆိုတော့ဒါ Matthias Cunha နဲ့ပတ်သက်ပြီးဆိုရင်ဒါ away ကနေပဲတောက်လျှောက်ကန်နေတာ ဒါပေမဲ့ပြီးခဲ့တဲ့ပွဲမှာဆိုရင်ကျွန်တော်တို့ဒါအာဆနယ်နဲ့ပွဲဒါတူးချင်းကြော်ဖြတ်မှုရေတကယ်ကိုကျွန်တော်တို့ dribbling skill တော်တော်ကောင်းနေ။ဒါပြောရမှာဆိုရင်ကစားဟန်ကဒါ MMO ခုနကြီးတွေမှာကုညာတွေ pressure ပို့ဖြစ်သွားကြတယ်။ MMO ဒါပဲ Benjamin Sesko ပေါ့နော်ဒါ Sesko အကြောင်းလေးကျွန်တော်တပြောပါမယ်ပြီးတော့ Sesko ဒီလိုမျိုးကစားသမားရင်းနဲ့ကျွန်တော်တွဲပြီးဆောက်ရတဲ့အနေအထားတစ်ခုမှာဒါပြင် Sesko နဲ့ Embumo ကလည်း collision တော့ twin goal ရရရှိသွားခဲ့ပြီဆိုတော့အဲဒီကြောင့်မို့ကုညာတော့ကပို့ပြီး pressure များပြီးတော့သူ့အနေနဲ့တော့ twin goal စာလောင်နေရဲ့စိတ်ကိုတော့မြင်တွေ့ရအောင်နော်အဲဒီကြောင့်မို့လို့ပဲဒါ away gain ချက်တွေနဲ့ဒါ twin goal ရရှိအောင်ကြိုးစားခဲ့ရတာဒါပေမဲ့လည်းတတိကတော့ Amprodan ကကျွန်တော်တို့နည်းနည်းလေးဟို low access ရှိနေတယ်လို့ကျွန်တော်ဆိုရမယ်ဒါကိုပြောမစမ်း goal box ဒီဟိုဘယ်လိုပြောမလဲဆုံးဖြတ်ချက်ပေါ့နော် ဒီနောက်ဆုံးသုံးသက်ချက်ပေါ့ဒါအဲ့အမျိုးကကျွန်တော်တို့ခရစ်ယာန်မှာကုညမှာတော့နည်းနည်းလေးညံ့သေးတယ်လို့ကျွန်တော်တို့ဆိုရမယ်လိုအပ်ချက်ရှိသေးတယ်လို့ကျွန်တော်ဆိုရမယ်ဘာတို့ဘာတို့ကြောင့်အဲ့လိုပြောလဲဆိုရင်ဒါအာဆင်နယ်နဲ့ပွဲလို့ပေါ့မှာဆိုရင်တကယ်ရရှိခဲ့တဲ့ဟိုပြောမှာ chance တွေရှိတယ်ဖူဟန်နဲ့ပွဲမှာဆိုရင်ဒါကိုသမားဘိုင်ယန်နာရဲ့ကျွန်တော်တို့ဒါဟို distribution ကနေတစ်ဆင့်ဒါမတီးယပ်ကူညာဘောလုံးထိန်းသွားပြီးတော့ကန်နေနေတာကဘာ embroidered သူကအဆုံးမတက်နိုင်ခဲ့တဲ့အတွက်ဒါတွင်ကိုဖြစ်နေမပြောင်းနိုင်နိုင်ဘူးဆိုတော့ဒီလိုမျိုးဝင်နေတာကုညာတို့ကတော့တကယ်လို့လိုအပ်ချက်ရှိတယ်လို့ထင်တယ်ဆိုတော့အဲ့ဒါကြောင့်မလို့ကုညာနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးကြည့်မယ်ဒါအပြင်တော့ကျွန်တော်တစ်ဆက်တည်းဆွေးနွေးရမယ်ဆိုတော့ဒါ message ရတဲ့အတင်းနဲ့ပတ်သက်ပြီးတော့လည်းဆက်ပြောနေဆိုတော့ကျွန်တော် benjamin search ကိုပါ benjamin search ကိုဒီပြောရမယ်ဆိုရင်တော့ဟို ခုနှစ်ရှိချိန်မှာတော့ဒါသူ့ကိုတည်ပြီးတော့ကစားတဲ့အနေအထားတစ်ခုဖြစ်တဲ့ကြောင့်မလို့ခုနှစ်ရှိချိန်မှာတွင်းကိုရစပြီးမြင်တွေ့လာရပြီဆိုတော့အဲ့လိုကြောင့်မလို့ဒါဒီ positive sound နဲ့အချက်ဖြစ်တယ်ဒါပေမဲ့လည်းကျွန်တော်တို့မျှော်လင့်ထားသလိုမျိုးချက်ချင်းအတုံးလုံးမခံနိုင်တဲ့အနေအထားတစ်ခုနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးကြည့်မှာပေါ့ဆိုတော့ဒီကစားသမားနှစ်ယောက်ကတော့ခုနှစ်ရှိချိန်မှာတော့ဒါ regiment set score ခုနှစ်ရှိချိန်မှာ united ထက် united မှာဆိုတော့ကုညာတဲ့စာလို့တွင်းကိုမြင်တွေ့ရတာဆိုတော့မစိုးဘူးလို့ဆိုရတယ်နဲ့လေအကူညာကတော့ကျွန်တော်ပို့ပြီးတော့တွင်းကိုရတဲ့နေလို့မြင်တယ်ပေါ့ဆိုတော့ဒီကစားသမားနှစ်ယောက်နဲ့ပတ်သက်ပြီးဒါကိုကျွန်တော်အနေနဲ့ဆွေးနွေးပြပါဦး ဟုတ်ကွန်ညာနဲ့ပတ်သက်ပြီးတော့အရင်စပြောရမှာပေါ့ကွန်ညာကတော့ကျွန်တော်ကတော့ပြောရမယ်ဆိုရင်ကွန်ညာအနေနဲ့ပထမတစ်ချက်ကတော့ဘူကန်ခေရဲ့ဖိတ်ချက်ဘူကန်ခေရဲ့အတွက်ကြောင့်မလို့သူအခုလိုမျိုးပုံမရတာဒုတိယတစ်ချက်အနေနဲ့ကတော့ဘူးသွင်းမတည်ချတာပါဟိုကနေပွဲမှာဆိုရင်ဘူးသမားနဲ့ဝါပြီးဝါထွေးရဲ့အချိန်မှာဘူးသမားပုံနိုင်လောက်တဲ့အနေထားအရှိကိုအနေထားမျိုးပုံစံနဲ့သူသွားကန်လိုက်တယ်အဲ့လိုပုံစံအနေထားကဥပမာအနေနဲ့ပေးရလို့ရှိရင်ဥပမာအနေနဲ့ပေးလိုက်တာပါနော်ဆိုတော့အဲ့ဒီအတွက်ကြောင့်မလို့သူအနေနဲ့ ဘူကန်ဂိုဘိုးသွင်းမတည်ကြတာအဲဒုတိယတစ်ချက်တတိယတစ်ချက်ကတော့ကျွန်တော်ကတော့ကိုညာကိုကျွန်တော်မဆိုင်ဆုံးချက်ကိုပြောပါဆိုသူအဝေးကစ်ကန်တဲ့အချက်တွေပါသူအဝေးကစ်တာကန်တယ်ဝေးကစ်တွေလည်းတောက်တောက်ကန်တယ်ဒါပေမဲ့စစ်တွေကတအားပြော့တယ်လားတအားတအားပြော့တယ်သူဝူဘန်တန်နဲ့ပွဲဝူဘန်တန်နဲ့မနစ်ကဒီအဲဒီဘိုးတွေသွင်းခဲ့တဲ့ကောကျွန်တော် highlight ဒီဒီဘိုးသွင်းတဲ့ပုံစံမျိုးဆိုတော့တောက်လျှောက်ပြန်ကြည့်ရပေါ့အမှန်တူအဝေးကစ်ကန်တဲ့အလုံးတွေရှိရအဲ့ဒီအလုံးတွေမှာဆိုလို့ရှိရင်ဒါအပပြင်းထန်ပြီးတော့ တစ်ဖက်တင်းကိုသမားတွေဘယ်လိုမှမဖမ်းနိုင်တဲ့အနေအထားမျိုးတွေသူကံခဲ့တာရှိဆိုတော့ကျွန်တော်ကတော့အခုလောလောဆယ်မှာကိုညာဘာဖြစ်နေလဲဆိုတော့ဘာဖြစ်တာဟိုပေါင်ကအမရှိရလားပေါင်ဒီမှာအားတွေပြက်နေရတာကျွန်တော်အားနဲ့မေးခွန်းထုတ်ရှင်တယ်နောက်တစ်ခုကတော့အဲအဲအဲအားအဲအမရှိရဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောမယ်ပေါ့နော်သူကတော့ကျွန်တော်ထင်တာကတော့လေဆိုတော့၁၀လုံးကံရင်တစ်လုံးလောက်တစ်လုံး၁၀လုံးကံမှာတစ်လုံးလောက်ဒီအားမပြက်တဲ့လေကံချက်တွေထွက်လာဖြစ်နေဗျသူအဲ့လိုမျိုးတွေရှိရပေါ့နော်ဆိုတော့ ကျွန်တော်ပြောရရင်အဲ့သုံးချက်ပဲအဓိကတော့ကံချက်အားပြောတာရယ်ဘူးကံခေတာရယ်ဒီကိုသိမသိကြရယ်အဲ့သုံးခုကြောင့်ကိုညာအခုလိုမျိုးပြဿနာတက်နေရလို့ကျွန်တော်ထင်တယ်ကိုညာကတော့အဲ့သုံးခုဖြေရှင်းနိုင်လို့ရှိရင်တော့ကိုညာကတော့တော်တော်လေးကောင်းလာမယ်ဘာလို့ရှင်ကိုလည်းပတ်သက်ပြီးပြောရမယ်ဆိုဆက်ကူကဒူးရနှစ်ပွဲဆက်ဂိုးတွေတော့ဆရရတယ်ဆက်ကူနဲ့ပတ်သက်ပြီးတော့ရှင်ကိုရဲ့အာနေချက်ဆိုတာကမန်ချက်စတာယူနိုက်တက်အသင်းရဲ့အာနေချက်ကိုကျွန်တော်ပြောပါမယ်ဗျမန်ချက်စတာယူနိုက်တက်အသင်းရဲ့တောင်ပိုင်းကနှစ်ဖက်ကဒီအာမက်ဆိုလို့ရှိရင်ဒါအမြင်ပေါ်တွေဘယ်တော့မှမလာဘူး အာဒီဒါလို့ဆိုလို့ရှိရင်အမြင်ဘောကတအားပေးကျင်တယ်ပေးကျင်ပေမဲ့ဟိုရှောက်ကန်တယ်ပြီးရင်ဒေါ်ကူလည်းအဲ့လိုပဲရှောက်ကန်တယ်အကောင်လေးအကောင်လေးကပြောရရင်တောင်ပန်းကနေပြောဘောလုံးနေပေးမယ်ဆိုလို့ရှိရင်တက်ရှင်မူရဲ့ခေါင်းထဲကိုဘယ်လိုမျိုးပေးရမလဲဆိုတော့ဟိုဒီကောင်လေးကနားမလဲဟိုဘောခေါင်းထဲမှာမရှိတဲ့အတွက်ကြောင့်မလို့အခုလိုပြောတက်ရှင်မူကအာဘိုးတွေတိတ်ပြရတယ်ကျွန်တော်ဆင်တယ်ဂျာဂျီမရှယ်ကသူ့ရဲ့အာသာချက်ကအမြင်ဘောသူ့ရဲ့အာသာချက်ကအဲ့ခေါင်းတိုက်ကိုအဲ့ဟာကိုမန်ချက်စတာယူနိုက်တက်အသင်းကစားသမားတွေကတိတိရဲ့နဲ့ မဖန်တီးပေးနိုင်တာကဒါမန်ချက်စတာရဲ့အဒီဗီဒီယိုဆက်ကွဲအားနေချက်ဆိုတာတဲ့မန်ချက်စတာရဲ့အတင်းအတင်းအတင်းပေါ်တွေဖြစ်တဲ့မန်ချက်စတာရဲ့အတင်းတောင်မန်အကောင်တွေကဆော့တလဲတွေပေးနေတဲ့အတွက်ကြောင့်မလို့အခုလည်းဖြစ်ရလဲကျွန်တော်ကတော့သိုးသက်ချင်တယ်နောက်တစ်ခုကတော့ဒါဗန်ယူဆက်ကွဲနေရာယူပုံမှာသူတစ်ဖြည်းဖြည်းနဲ့တော့နေရာယူပုံကောင်းလာပြီအဓိကသူ့နေရာယူပုံကောင်းလားမကောင်းလားဆိုတာဒီရခဲ့တဲ့ဒီပါလေဆန္ဒလမ်းမှာညားခဲ့တဲ့ကိုကိုရှိရလည်းသိရဲ့ဒါပေမဲ့နေရာယူပုံကလိုအပ်ချက်ရှိသေးလားဆိုရှိသေးရဲ့ဒါပေမဲ့ဒီထက်ပိုပြီးတော့ကောင်းလာလာမယ်ဒါသမားလို့ကျွန်တော်ထင်တယ် ရက်ပို့ပြီးလဲအခုမိုမန်တန်လေးကတော့မကျက်သွားဖို့တော့လိုတာပေါ့ရက်သွားမယ်လောက်မယ်လို့ကျွန်တော်ကတော့တန်လျာဖြစ်မိတယ်။ဒါကြောင့်လဲဆိုတော့ဂျားထဲမှာ international break ခံသွားလို့ဘူလိုဗေးနီးယားမှာလဲ golden နဲ့ဆိုတဲ့ဒီတင်းတွေလည်းကျွန်တော်မတက်လာဘူး။ဝိုးဝေးဆက်ဆက်တင်းတက်လာတာတွေက haaland golden နာတို့ဒီပါပီကိုကိုသွင်းတာတခြားတိုက်စစ်မှုတွေကိုသွင်းတာတွေပဲကျွန်တော်တက်လာတယ်တခြားလူဒီဖုံးတာလည်းဟိုသတင်းဖုံးကလည်းဖြစ်ဖြစ်ကောင်းလည်းဖြစ်နိုင်တာပေါ့နော်။အားဖြင့်ဗျာဟိုဂုံးပြိုးဖြစ်နေတယ်ဟုတ်တယ်။ဘောလာလို့အဲ့လိုပဲဒရင်းလည်းမတက်လာဖြစ်မှာပေါ့နော်ဆိုတော့ဟုတ်ပြီတောက်ချောက် ိုးတွေတောက်လျှောက်သွင်းဖို့တော့တိုးတယ်ပေါ့နော်ပြီးရင်တော့သူ့ကိုပို့ပြီးတော့ပန့်ပိုးပေးဖို့တော့တိုးရတယ်အဓိကတော့သူကအားသက်ချက်ဖြစ်တဲ့ဒီအမြင်ပေါ်ခုန်တိုက်တဲ့ပုံစံကိုအဖက်ဗန်ဆန်ယူနိုက်တက်အတင်းဘက်ကနေပြီးပို့ပြီးပန့်ပိုးပေးနိုင်ဖို့တော့ကျွန်တော်ညွှန်နေပါတယ်ဘလောက်ပါလဲဟုတ်ကဲ့ဗျာကျွန်တော်နောက်ဆုံးအနေနဲ့တော့ဒါကျွန်တော်တို့ဟိုသွားမယ်ဆိုတော့ video grass ပေါ့နော်ဒီဒီလိုထည့်ထားရတော့ကြောင့်မလို့ဒါနည်းနည်းဟိုပြောရမလို့ဆိုရင် controversial လို့ဖြစ်နိုင်တယ်ဟိုဒါပေမဲ့ဒီလိုမျိုး video grass ထည့်တာကျွန်တော်ကအားအားမရသေးလို့ပါအဓိကတော့ credit နဲ့မှာ twin go 3 go ကိုမြင်တွေ့လာရပြီဒါပေမဲ့ ဒီထက်ပိုပြီးကျွန်တော်မျှော်လင့်ခဲ့တာဒီ Vita Universe နဲ့ပတ်သက်ပြီးဆိုရင်ဆိုတော့အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဒါ Vita Universe နဲ့ပတ်သက်ပြီးတော့ condition ကိုလည်းဆွေးနွေးကြည့်မှာပေါ့နောက်ဆုံးပိတ်အနေနဲ့ပါဆိုတော့ခဏဝဲကစားထားတယ်တုံးကိုတွင်းထားတယ်အဲခုတစ်ချိန်ချိန်မှာတကယ်ကိုမှ Arsenal မှာအဲ၁၀ပွဲဒါမစော်ရီ9ပွဲကစားပြီးသွားပြီပေါ့နော်ဒါ Sporting Lisbon မှာဆိုရင်တကယ်ကိုကျွန်တော်အကောင်းဆုံးရာသီအနေနဲ့ကျွန်တော်စားခဲ့တဲ့ကစားသမားက Flash ချိန်မှာတော့ဒီ၃ဂိုးပဲရရှိသေးတယ်ပေါ့နော်ဆိုတော့ဒါပြီးခဲ့တဲ့ကျွန်တော် Northern Forest နဲ့ ပွဲမှာဆိုတော့ကျွန်တော်အဲ့တင်တော့အားမရခဲ့တဲ့ moment တွေနဲ့ရှိခဲ့တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးကြည့်မယ်ပေါ့ဒီကတော့ video Eucharist ဒီမနိုင်ပြောမှာဆိုရင်တော့ဒါရှေ့မှာပြားခဲ့တဲ့ကစားသမားတွေဆိုင်တကယ်ကိုဟိုကောင်းမွန်တဲ့ကစားသမားပါဘာလို့ဒီလိုပြောလဲဆိုရင်နေရာယူပုံကောင်းတယ်အဓိက Champions League နဲ့ကျွန်တော်တို့တကယ်ကိုဒါတိုက်စစ်မှုပြီးပြီးတကယ်ကိုကောင်းတယ်လို့ဆိုရမယ်။ဟိုဒါပေမဲ့ခုနှစ်ရှိချိန်မှာ Arsenal နဲ့ဟို Arteta ရဲ့နီးစနစ်နဲ့ဟိုကျွန်တော်တို့ခုနှစ်ရှိချိန်ပြန်ရှင်ထိုးကြည့်မယ်ဆိုရင် Villarreal ကတချို့သောနေရာတွေမှာတော့ လိုအပ်ချက်ရှိနေလို့ကျွန်တော်ယူဆနေဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်လည်း video request ကိုနောက်ဆုံးပိတ်အနေနဲ့ထည့်ထားပါတော့ဟိုပြောမှဆိုတော့ဒီဆက်ပုံပြီးတွင်းကိုညင်ကျင်တဲ့အတွက်ကြောင့်မလို့ဒါခွဲရှိမှာ၃ကိုပဲတွင်းထားဆိုတိတ်ပြီးတော့အားမရသေးတဲ့အနေနောက်တစ်ခုကြောင့်မထည့်ထားဆိုတော့အဲကုကြောင်းနေနေလား sorry ဒီ yogurt နဲ့ပတ်သက်ပြီးတုံးတက်ပြီးပေါ့အာ yogurt နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကထည့်ထားရဆိုတာဘယ်လိုမျိုးဗျာသူကမလုံနိုင်လို့ဆိုပြီးကျွန်တော်တို့ထည့်ထားတာမဟုတ်ဘူးသူ့ကျွန်တော်စုဖြစ်လို့ဆိုပြီးတော့သူ့ကျွန်တော်ထည့်ထားမဟုတ်ဘူးဗျာသိလား အဓိကကျွန်တော်တို့ထည့်ထားတဲ့အကြောင်းကသူကဒီထက်ပိုပြီးတော့လုံပြနိုင်သေးတယ်လုံပြနိုင်ဖို့အတွက်သူ့မှာအရေးချင်းအပြည့်ရှိရလို့ကျွန်တော်ယုံကြည်ရတော့ကြောင့်မလို့အခုလိုမျိုးထည့်ထားရတယ်ဖြစ်တယ်အခုလောဆယ်သူ့ရဲ့အရေးချင်းကဘယ်လိုပြောရမလဲခုနပွဲ၃ခုဆိုတာ average ပုံလာပဲဖြစ်နေတယ်သူကမဟုတ်ဘူး above average တကယ်ဟိုမှဒါဟို local strike မှုဆက်ဆက်သူပိုပြီးတော့လုံပြနိုင်နေတဲ့ fighter တွေအများကြီးပဲရှိနိုင်သေးတယ်လို့ကျွန်တော်တော့ယုံကြည်တယ် အဲ့ဒါကြောင့်မလို့ကျွန်တော်အခုလိုမျိုးထည့်ထားတယ်ဒုတိယတစ်ချက်အနေနဲ့အခုကျွန်တော်တို့ထည့်ထားတဲ့အကြောင်းအရာပီတာယိုကွက်ချွင်းွားတဲ့တွင်းကို၃ခုလုံးကကျွန်တော်အာဆင်နယ်ကို winning goal တွေဖြစ်စေမဲ့တွင်းကိုတွေမဟုတ်ခဲ့ပါဘူးအဲ့တစ်ခုလေးကတော့ကျွန်တော်နည်းနည်းလေးတော့မကြိုက်ဘူးဗျပြောရရင်ကြိုက်စစ်မှုဆိုတာကအသင်းကဂျင်းတဲ့ချက်တင်ရောက်နေတဲ့အချိန်မှာအဲတွင်းကိုတွေနဲ့အကူညီပေးနိုင်ရမယ့်ပုံစံတွေထားမှာရှိတယ်လို့ကျွန်တော်ကတော့ယူဆတယ်အထူးသဖြင့်ဗျာဟိုနျူကာဆယ်နဲ့ပွဲနျူကာဆယ်နဲ့ပွဲမှာတော့သူ့ကြောင့်ပန်နတီရလို့နေနေဖြစ်ခဲ့တယ်ဒါမဲ့ဒါကနေပြီးတော့ညစ်ပတ်ပြီးတော့ဟို ဟုတ်တာပန်နတီမပေးခဲ့တဲ့အခိုက်အတန့်ရှိရတော့မှန်တယ်ခံခံတယ်အဲ့ဒါကိုတော့ကျွန်တော်မပြောလို့ဒါမဲ့တကယ်တကယ်လည်းအာဆင်နယ်က1-0ဖြစ်တဲ့အချိန်မှာ1-1ဖြစ်စေမဲ့တွင်းကိုလည်းသူရှိရတယ်မလားဘယ်လို2-1ဖြစ်စေမဲ့တွင်းကိုလည်းသူရှိရတယ်မလားခဲ့တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါကန်ဘိုးကန်ခေရလည်းဖြစ်စင်ဖြစ်မှာပေါ့နော်သူ့အနေနဲ့ဒါပြပြတည့်မလားသူ့စီရရညလာမဲ့တွင်းကိုတွေကအာဆင်နယ်ကိုအနိုင်3မှတ်တိကျတင်မဲ့တွင်းကိုတွေဆိုတာထက်အနိုင်3မှတ်ဖြစ်စေမဲ့အနိုင်3မှတ်အနိုင်တစ်ဖက်ကလည်း3မှတ်ဖြစ်စေမဲ့တွင်းကို0 ဒီလိုအမှတ်ကနေပြီးတော့တမတ်ဖြစ်စင်မဲ့သွင်းကိုအဲ့လိုမျိုးပုံစံလေးနဲ့သူ့သူ့ဘက်ကနေသွင်းဖို့ဖြစ်လာလို့ကျွန်တော်ကတော့ပုံပြီးညှော်လင့်ကျင်တယ်ဗျနောက်ပွဲစဉ်တွေမှာဟုတ်တယ်ဗျဆိုတော့ဒါကြောင့်မို့လို့ကျွန်တော်ဗီဒီယိုရုပ်ခက်ဆိုနောက်ဆုံးအနေနဲ့ထားတာဖြစ်ပါတော့ဆိုတော့ခုတည်းရှိချက်မှာကျွန်တော်တို့ဒါ ဒါကတော့9ရပါတော့နော်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့ကျွန်တော်ကိုကျော်ကြီးရဲ့ဆွေးနွေးတော့တာခဲ့တယ်ဆိုညီကိုရေရောဘယ်လိုမျိုးထင်မြင်စကြလဲဆိုတော့ကျွန်တော်တို့ဒါဆွေးနွေးတော့တဲ့ကစားသမားဆွေး from reverse ပါမယ် reset ပါမယ် matches school ညာ benjamin shes school နဲ့တူတာ video quest ပေါ့နော်ဒီကစားသမား9ရနဲ့ပတ်သက်ပြီးခုလက်ရှိချိန်မှာတော့ premier league စီမင်းထပ်မှာဆိုရင်ဒီထပ်ပို့ပြီးတော့လုံပြတဲ့ကစားသမားတွေလို့ကျွန်တော်တို့ယူဆရဲအဲ့တို့ကြောင့်မလို့အားမရသေးတဲ့အနေအထားတစ်ခုကိုတော့ကျွန်တော်ကျွန်တော်ကိုကျော်ကြီးရဲ့တော့ခုလက်ရှိမှာတုံးသက်ပြီးတော့ဖြစ်ပါတယ်ဆိုညီကိုရေကိုဘယ်လိုမျိုးထင်မြင်စကြလဲခုလက်ရှိဒါပြောနေတဲ့ကစားသမားကြီးပြင်ပတခြားသောကစားသမားကြီးရှိမှာ ဆိုရင်ညီကိုရင်နေနဲ့ comment အောက်မှာဝေယောင်းဆွေးနွေးခြင်းခွန်တော်လို့ရပါတယ်ကျွန်တော်တို့အမြင်တူပါရှိရင်ရောအမြင်တူတိုင်းရှိရင်ရော comment အောက်မှာစကြိုက်ကျွန်တော်ဝေယောင်းဆွေးနွေးခြင်းခွန်တော်လို့ရပါတယ်ဆိုတော့အားလုံးကိုကျေးဇူးများတင်ပါတယ်